ဒီနေ့ကျွန်တော်တို့မက်လ73ရက်နေ့ဟာဖုံးမော်နေ့ဖြစ်ပါတယ်ဖုံးမော်နေ့ဖုံးမော်နေ့ကကျွန်တော်တို့ဗမာပြည်နိုင်ငံရေးသမိုင်းမှာလူမှုလှုပ်ရှားမှုသမိုင်းမှာចောင်းသားလှုပ်ရှားမှုသမိုင်းမှာအင်တာအရေးပါတဲ့နေ့တစ်ခုပါအဲ့တော့ဘာကြောင့်ဖုံးမော်နေ့ဆိုတာဖြစ်လာလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးမှာရှင်းပြပေးမှာပေါ့နော်အဲ့တော့ဖုံးမော်နေ့လို့ပြောရင်ကျွန်တော်တို့ကဒါလူတစ်ယောက်နာမည်ပါတယ်ဒါကိုဖုံးမော်ရန်ကုန်တက္ကသိုလ်စက်မှု ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားကိုဖုံးမုံကြာဆုံးခဲ့ရတဲ့နေ့ဖြစ်တဲ့အတွက်ဒီနေ့ကိုကိုဖုံးမုံကိုကျွန်တော်အမှတ်တရတီဗီဖုံးမုံနေ့အဖြစ်ဒါဗမာပြည်နိုင်ငံရေးသမိုင်းနဲ့ဒီလူလူတို့ကနေသတ်မှတ်ထားတာပဲဖြစ်ပါတယ်။ဘာကြောင့်ကျွန်တော်တို့ဖုံးမုံနေ့ဖြစ်ပေါ်လာလဲ။ဖုံးမုံနေ့ဖြစ်ပေါ်လာခြင်းရဲ့အဓိကအကြောင်းရင်းတွေမှာဒါကျွန်တော်တို့1962ခုနှစ်တော်လိုင်းကောင်စီအစိုးရလက်ထက်ကစပြီးတော့ကျွန်တော်88ခုနှစ်ဒီအာဏာသိမ်းယူခဲ့တဲ့မြန်မာစစ်တပ်ပဲပေါ့ဗျာဒီစစ်တပ်ရဲ့ဖိနှိပ်မှုတွေ ဒီဖိနှိပ်မှုကနေတဆင့်ရုံးကန်တိုးထွက်တဲ့ဒါနေတနေလို့လေကျွန်တော်တို့ပြောလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီ1962ခုနှစ်ဒီညီမစစ်တပ်ပေါ့နော်ညီမစစ်တပ်ကတော်လှန်ရေးကောင်စီနေနဲ့အာဏာသိမ်းနေ1984မှာတော့ကျွန်တော်ညီမဆိုရှယ်လစ်လမ်းစဉ်ပါတီအနေနဲ့နာမည်တောင်းပြီးရောတည်သူလူထုကိုဒီတပါတီအာဏာရှင်စနစ်နဲ့ဆက်လက်ပြီးအုပ်ချုပ်တယ်အုပ်ချုပ်တဲ့အခါမှာသူတို့ဒီဒါဒီသူမိုင်းသိမ်းတဲ့ကိစ္စတွေနောက်နောက်ပြီးတော့တကားပိတ်စီးပွားရေးစနစ်ကျင့်သုံးတဲ့ပုံစံတွေတပါတီစနစ်တွေဒီစနစ်တွေဖိနှိပ်မှုတွေအောက်မှာကျွန်တော်တို့တိုင်းပြည်က စီးပွားရေးလူမှုရေးနိုင်ငံရေးအဖက်ဖက်ကနေကျွန်တော်တို့ခင်နောက်ကြလာတယ်။နောက်ပြီးတော့ဒါကျွန်တော်တို့ပို့ပြီးဆိုးလာတဲ့အခြေအနေတွေအရပေါ့နော်။ဒီ1988ခုနှစ်မတိုင်မီမှာ ਉਹ ကျွန်တော်တို့ဒီလိုတက်တနာတွေအခင်းအကျင်းတွေဖြစ်လာဖို့အတွက်တွန်းအပ်ပေးတဲ့အခြေအနေလေးရှိတယ်။အဲ့ဒါတော့ဗာလဲဆို1988ကျွန်တော်တို့ဒီစက်တင်ဘာလ9ရက်နေ့မှာမဆလာအစိုးရနေပြီးတော့85ချက်တန်း35ချက်တန်း25ချက်တန်းငွေစက်ကူတွေကိုကျွန်တော်တို့ဒါ တရားမဝင်ပေါ့နော်ရက်ဆိုင်ချောင်းတရားဝင်သုံးဆွဲခွင့်ကိုရက်ဆိုင်ချောင်းသူကျင်ညာလိုက်ပါတယ်ဒီလိုကျင်ညာလိုက်မှုရဲ့အကျိုးဆက်ကကျွန်တော်တို့တည်သူတွေလက်ထဲမှာရှိတဲ့ငွေငွေသားတွေပေါ့နော်ဒီငွေစက်ကူတွေစက်ကူစုပ်ဖြစ်သွားတယ်တည်သူလူထုလို့ပြောတဲ့အခါမှာတည်သူလူထုတွေမိအပါအဝင်ဖြစ်တဲ့ကျွန်တော်တို့ចောင်းသားတွေဒီလေဒီရဲ့ဒဏ်စီးပွားရေးကြာဆင်းတဲ့ဒဏ်ဖိနှိပ်မှုဒဏ်ကိုကျွန်တော်တို့ဆက်ပြီးခံစားလာရတယ်အဲအကြောင်းမို့ပဲကျွန်တော်တို့ဒီလိုကန့်ကွက်ဆန္ဒပြမှုတွေကကျွန်တော်တို့တောက်လျှောက်ဟိုចောင်းသားတွေကဖော်ထုတ်ခဲ့တာကိုကျွန်တော်တို့တွေ့ရ တနိုင်ဒီမဆာလာအစိုးရရဲ့ဒီလိုငွေကြေးတွေကိုတုံးဆွေးမှုကိုရက်တန့်လိုက်တယ်ပေါ့နော်ဒီ85ချက်တန်35ချက်တန်25ချက်တန်ကိုရက်ရက်ဆိုင်လိုက်တယ်ဆိုဒီငွေကတိုင်းပြည်ပေါ်မှာလေပတ်နေတဲ့ငွေစုစုပေါင်းငွေသားရဲ့80ရာခိုင်နှုန်းကရှိတယ်လို့လဲကျွန်တော်သိရတယ်အဲ့လိုမကြေအဲ့လိုလှုပ်ဆောင်တော့မကြေနဲ့တဲ့အတွက်အဲ့ဒီမှာပဲကျွန်တော်တို့ရန်ကုန်ဆက်မှုတက္ကသိုလ်ကျောင်းသားတွေကစန္ဒပြမှုတွေအုံကြမှုတွေထစ်ခဲ့တယ်အဲကမာယုတ်ပြည်သူ့ကောင်စီရုံးတော်ပေါ့နော်ကျွန်တော်တို့လူလူကနေပြီးတော့ကျောင်းသားရင်းနဲ့အတူတူဖြက်စီးတာမျိုးတွေထစ်ခဲ့ပါတယ် အဲ့ဒါကြောင့်မလို့ပဲလေကျွန်တော်စက်တင်ဘာ6ရက်နေ့အစပြီးတော့ဒီရန်ကုန်မှာရှိတဲ့အကြောင်းတွေကိုကျွန်တော်အကန့်အသတ်မရှိပြေးလိုက်တယ်ဆိုပြီးတော့အဆိုပါအကြေညာခဲ့ပါတယ်တခြားနောက်ထပ်ဒီနေရာမှာတွန်းအပ်ပေးတဲ့အခြေအနေတခုလည်းရှိပါတယ်ဒီအခြေအနေကတော့ဘာလဲဆိုတော့ကျွန်တော်တို့ ဒါလေးအစိုးရကျွန်တော်ပြောခဲ့သလိုပဲတပါတီအာဏာရှင်စနစ်ဖြစ်တဲ့မြန်မာစစ်တပ်ရဲ့ဖိနှိပ်မှုတွေရဲ့တစ်ခုပေါ့နော်အဲ့တော့ဖိနှိပ်မှုကဘယ်လိုပုံစံနဲ့သူကလုပ်လဲဆိုတဲ့အခါမှာသူ့ရဲ့အုတ်ချုပ်ရေးရန်နေရာကိုသွားနိုင်ဖို့သူ့ကိုပြန်လည်ပြီးတော့ကျွန်တော်တို့တော်လှန်ပေးသူတွေဒီစနစ်ကိုမလိုချင်တဲ့သူတွေကိုဖိနှိပ်နိုင်ဖို့အတွက်ဒီမျိုးနေကောင်စီတွေအုတ်ချုပ်ရေးစနစ်တွေမှာဒါသူတို့ယုံကြည်ရတဲ့သူတွေသူတို့နန်းတာပေးတဲ့သူတွေကိုခန့်ထားတယ်ဒါနဲ့အခြေအနေတွေကလေခင်ဗျားတို့ဒါ1960နှစ်မှာမဟုတ်ဘူးအခုခင်ဗျားမျက်မှောက်ကာလ2021မှာလေဒါခင်ဗျားတို့ကြုံတွေ့နေရသည့်အခြေအနေတွေပဲလို့ကျွန်တော်ပြောခြင်းတယ်ဒါ ဟိုဒီ60နှစ်ကစားခဲ့တယ်ဆိုပေမဲ့ကျွန်တော်88မှာတည်သူတွေចောင်းသားတွေဂျုံရတယ်ဆိုပေမဲ့21အထိအခု25အထိခင်ဗျားတို့ကျွန်တော်တို့တည်သူတွေဂျုံတွေ့နေရတဲ့ပြည်စင်တွေတခုပဲအဲ့တော့ဒီလိုဖိနှိပ်မှုတွေရှိနေတဲ့အခါမှာဒီចောင်းသားတွေ ਨੇ ဒီလိုဖိနှိပ်သူတွေကြားထဲမှာပြဿနာလေးတွေရှိလာတယ်အဲ့ဒါကတော့ဒီပြဿနာကိုစခဲ့တာတော့ကျွန်တော် match လာ12ရက်နေပေါ့နော်ဒီရန်ကုန်စက်မှုတက္ကသိုလ်အနီးမှာကျွန်တော်ဂျိုကုန်းရက်ွက်ဆိုတာရှိတယ်ဒီဂျိုကုန်းရက်ွက်မှာစန္ဒာဝင်းဆိုတဲ့လက်ဖေးဆိုင်မှာစပြီးတော့ចောင်းသားတွေ ਨੇ အရက်သားတွေ အဲတဏီအားဖြင့်ပြောရင်တော့ဒီနေရာမှာအယက်သားဆိုမြေဒါဒီအခြေခံဖြစ်တဲ့ပြိပခါပဲဖြစ်ခဲ့တယ်ဗောနော်ဒီနေရာမှာကျွန်တော်တို့မာဆလာအာနာပိုင်တွေကဘယ်လိုပါဝင်လာမလဲကိုလေကျွန်တော်ဆက်ကြည့်ဖို့လိုတယ်အဲ့တော့ဒီစန္ဒဝင်းလက်ဖိတ်ဆိုင်မှာကျွန်တော်တို့ဒီကက်ဆက်ခွေဖွင့်တဲ့ကိစ္စအနေအဆောင်ပြုပြီးတော့ဒီចောင်းသားတွေနဲ့ရက်ွက်နေတည်သူတွေကြားမှာတာမန်အနှင်းပွားမှုကနေရံပွဲတစ်ခုဖြစ်ပွားခဲ့ပါတယ်အဲ့တော့ရံပွဲဖြစ်ပွားတယ်ရံပွဲဖြစ်ပွားတော့ဒီရက်ွက်ကဝိုင်းရိုက်လိုက်တော့ចောင်းသားတအူးကခေါင်းကွဲပါ ခေါင်းခွဲကတော့ဒီဖြစ်စဉ်ကိုကျွန်တော်တို့ဒီရက်ွက်ကောင်စီရုံးကိုចောင်းသားတွေကအဲ့ချိန်တုန်းကတွားရောက်တိုင်ကြားခဲ့ပြီမြေရိုင်းနှမှုကျူးတော်နေသူကဒါမဆာလာနဲ့ပတ်သက်ရပတ်သက်ကြောင်းပေါ့မဆာလာညမာစစ်တက်เนาะဒါမျိုးနဲ့ပတ်သက်ရပတ်သက်ကြောင်းဖြစ်နေတဲ့အခါကျတော့အရေးယူမှုမရှိဘူးအရေးယူမှုမရှိတဲ့အခါကျတော့ចောင်းသားတွေကမချိန်တတ်ဘူးအဲ့တော့မက်လာ73ရဲ့ညနေပိုင်းမှာចောင်းသားတွေရက်ွက်ကောင်စီရုံးကိုထပ်မံတွားရောက်တယ်တွားရောက်ပြီးတော့ရက်ွက်ကောင်စီရုံးမှာသူတို့ရဲ့ထိခိုက်ခံစားမှုအတွက်သူတို့တိကျတဲ့အထည်တစ်ခုခုလိုချင်ပုံရတယ် ဒါပေမဲ့ရက်ကွက်ကောင်စီဘက်ကတော့တေချာတိကျတဲ့တေချာတိတိကျကျမရှင်းလင်းနိုင်တော့ကျွန်တော်တွေ့ရတယ်မကျေနပ်တော့ဒီလိုမရှင်းလင်းနိုင်တဲ့အပေါ်မှာပဲចောင်းသားတွေမကျေနပ်မှုကတိုးလာတယ်ဒါအပြင်ကျွန်တော်ရက်ကွက်ကအပြန်မှာဒီကောင်စီရုံးကအပြန်မှာပဲចောင်းသား၂ယောက်ကထပ်ပြီးတော့ကျွန်တော်ဓာခုတ်ခံရတဲ့ဖြစ်စဉ်ရှိတယ်ဒီဖြစ်စဉ်တွေကတော့ကျွန်တော်ចောင်းသားတွေဒိုးသားကိုပို့ပြီးတော့ဟိုဆွပေးလိုက်တယ်လို့ဖြစ်ပြီးပို့မှုပြီးတော့ကျွန်တော်တင်းထန်တဲ့တန်ရှင်တွေကိုထစ်ပေါ်စေခဲ့တယ်နော်အဲ့တော့အကျိုးသက်ကဘာဖြစ်လဲဆိုတော့ចောင်းသားတွေရက်ကွက်ကောင်စီရုံးကို ဖြက်စည်းတာတွေဖြက်လာတယ်နောက်ပြီးအဲ့နားမှာရှိတဲ့ကျွန်တော်တို့ဒါမဆလာအစိုးအခက်ခဲတရားရုံးတစ်ခုဖြစ်တဲ့တမဝါမဆိုင်ကိုမီတင်လျှော့လိုက်ပါတယ်ဒီလိုအချိန်တွေမှာရက်ကွက်ကတည်သူတွေနဲ့စက်မှုတက္ကသိုလ်ကျောင်းသားတွေမှာထပ်ပြီးထိတ်တဲရင်ဆိုင်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်အမှန်တကယ်တော့ဒီလိုအချိန်တွေမှာဆိုရင်ကျွန်တော်တို့ဒါကျောင်းအနာပိုင်းတွေနော်ကျောင်းအုပ်ချုပ်သူတွေရှိတယ်အာနာပိုင်းတွေရှိတယ်ဒီလူတွေကဒါပြဿနာကိုထိရှင်းရမယ့်အစားဘာလုပ်လိုက်လဲဆိုတော့သူကဒီအနေနဲ့ကျောင်းသားနဲ့တည်သူကိုဖိနှိပ်မှုပဲစဉ်းစားနေတဲ့အစိုးရဖြစ်တဲ့အားလျော်စွာပဲပေါ့ဗျာ သူ့ရဲ့လုံထင်းတက်တွေကိုဒီကျွန်တော်တို့အင်းစိန်ကြိုကူးမှာရှိတယ်။ဒါရန်ကုန်စက်မှုတက်ကတော့ကျွန်တော် RID လို့လည်းခေါ်တယ်။ဒီ ABD ကိုဆယ်လွတ်လိုက်တယ်။လုံထင်းတက်တွေကိုဒီပရိပကတ်ဖြစ်ပေါ်တဲ့နေရာတွေလုံထင်းတက်တွေကည9နာရီကျော်လောက်မှာရောက်လာတယ်။ရောက်လာပြီးတော့ကျွန်တော်တို့ဒီတက်တနာကိုထိရှင်းဖို့မကြိုးစားပေးနဲ့အကျန်းဖက်ထုတ်ခွင်းမှုကြိုးစားတယ်။ကြိုးစားတဲ့အချိန်မှာဒီတက်ကတော့ခြံစည်းရုံးမှာစုယုံနေတဲ့ចောင်းသားတွေစီကိုကြားထိုးတက်လာပြီးတော့ရိုက်နှက်တာမိသက်ပိုက်နဲ့ထိုးတာညရဲ့ရုပ်ပုံးနဲ့ပြစ်တာနော်နောက်ပြီးတန်းနဲ့ပြစ်ပြီးလူစုခွဲတာတွေလုပ်ခဲ့ အဲ့လိုလုံထင်းအဖွဲ့တွေလှုပ်ဆောင်မှုကြောင့်ပဲညစိန်နာကြီးလောက်မှာဒီလုံထင်းအဖွဲ့တွေရန်ကုန်ဒီရန်ကုန်စစ်မှုတပ်ကတော့ចောင်းဝင်းတွေကိုရောက်လာတာဗောနော်ចောင်းဝင်းတွေကိုရောက်လာတယ်ရောက်လာပြီးတော့ဝင်ရောက်တိုက်ခတ်မှုတွေကိုဆက်လက်လုပ်တဲ့အခါမှာဒါကျွန်တော်တို့ဒါကိုဖုံးမော်နဲ့အတူကျွန်တော်ကိုဖုံးမော်ကိုနေဦးတို့နဲ့အတူအခြားចောင်းသား6ဦးဗောနော်ထိခိုက်ဒဏ်ရရတယ်ကိုဖုံးမော်ကတော့လုံထင်းတွေပြစ်တဲ့တနက်ဒဏ်ចောင်းပဲပွေချင်းပြီးဒီရန်ကုန်တပ်စစ်မှုတပ်ကတော့ចောင်းနေမှာပဲတေဆုံးသွားခဲ့ရပါတယ်ကြာဆုံးသွားခဲ့ရပါတယ်အဲ့တော့ဒီထဲမှာပါတဲ့ဒီဒဏ်ရရចောင်းသားတယောက်ထိတဲ့ကိုဆိုးနိုင်ရောဧပြီ9ရက်နေ့မှာ ဒီထိခိုက်ဒဏ်ရာအရှိန်ကြောင့်ပဲဆက်ပြီးတော့ကျွန်တော်တို့ကြာဆုံးခဲ့ရတာကိုတွေ့ရတယ်။အဲ့တော့ဒီမှာကျွန်တော်တို့ကိုဖုံးမွေကိုကြာဆုံးခဲ့တယ်။ကိုဖုံးမွေကြာဆုံးခဲ့တဲ့ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့မဆလာအစိုးရအတိအကျသေးကြတဲ့တာဝန်ယူမှုတွေကိုလုံဆောင်ခဲ့ခြင်းမရှိဘူး။အဲ့တော့မိသားစုရောတော့ဒါတနက်ဒဏ်ရာကြောင့်ကြာဆုံးနေဆိုတဲ့ကိစ္စကိုထုတ်ဖို့ပြောကြခဲ့ခြင်းမပြုခဲ့ပါဘူး။အဲ့လိုပဲကျွန်တော်တို့ဒီအချိန်နေတွေမှာဒီမက်ချ်လာ၁၂ရက်ကစတင်ခဲ့တဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မဆလာအစိုးရကနေပြီးတော့စုံစမ်းစစ်ဆေးကော်မရှင်ကိုဖွဲ့တယ်။ စုံစမ်းကော်မရှင်အဖွဲ့ကမေလ9ရက်နေ့မှာသူတို့ရဲ့အစီရင်ခံစာကိုထုတ်ပြန်ခဲ့ပေမဲ့လေအာနာရှင်အစိုးရမဆလာတပါတီအာနာရှင်အစိုးရကိုကာကွယ်ပြီးအထက်မှန်ကိုဖော်ထုတ်ပေးတဲ့ကျွန်တော်တို့ဟိုစုံစမ်းစစ်ဆေးရေးရလဒ်တခုတော့ဖြစ်မလာခဲ့ပါဘူး။အဲတော့ကျွန်တော်တို့ဒါဒီ88လို့ခေါ်ကြရတယ်ကျွန်တော်တို့84လုံးလူမှုအရေးတော်ပုံကြီးရဲ့တမိုင်းအစညင်ခွင်းတခုလည်းဖြစ်ပါတယ်။ကိုဖုံးမောကြာဆုံးရတဲ့အခြေအနေ။အဲတော့ကျွန်တော်တို့ဒီ84လုံးလူမှုအရေးတော်ပုံကြီးအတွင်းမှာကျွန်တော်တို့ဒီဖုံးမောနဲ့စိုးနိုင်ပေါ့နော် ချဆုံးသွားတဲ့အာဇန်ဒီဒီ RND ចောင်းသားများအတွက်အောက်မေ့ပွဲအခမ်းအနားကိုကျွန်တော်တို့ကျင်းပခဲ့တာတွေလှုပ်ဆောင်ခဲ့တယ်ဒါအပြင်1989ခုနှစ် match လ73ရက်နေ့ကိုကျွန်တော်တို့အဲမြန်မာနိုင်ငံလူခွင့်ရနေ့အဖြစ်1989မှာကျင်းပခဲ့တာကိုလေကျွန်တော်တို့တွေ့ရပါတယ်ဗောနော်ဒါအရကိုဖုံးမုံနေ့ဖုံးမုံနေ့လို့ခေါ်တဲ့ကျွန်တော်တို့ဒီနိုင်ငံရေးသမိုင်းနဲ့အရေးပါတဲ့နေ့ရက်တစ်ခုအတင်ကိုကိုဖုံးမုံကြဆုံးခဲ့ရတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြန်လေးရှင်းလင်းပြခဲ့တာပါအဲဒါပေမဲ့ကျွန်တော်တို့ចောင်းသား တဦးဖြစ်တဲ့ရန်ကုန်စက်မှုတပ်ကတော်ចောင်းသားတဦးဖြစ်တဲ့ကိုဖုံးမော်ကြာဆုံးခဲ့ရယနေ့ဆိုရင်38နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါမဲ့ယနေ့အထိတရားမျှတမှုရရှိခြင်းမရှိသေးပါဘူးခင်ဗျာ။